နှွေမာဖရန့်ဘက်ကနေထွက်ခွာတော်မဲ့ United ပြည်မှ AKTK ဘောလုံးကျသူများအတွက်ကျမတို့ရဲ့ One Million Channel လေးကပြန်လည်ကြိုဆိုလိုက်ပါရစေ။ Manchester United ပါဝင် Premier League ကလပ်အသင်းအများပြားစိတ်ဝင်စားနေကြတဲ့ Frankfurt တိုက်စစ်ကစားသမား Hugo Akitiki ကဒီနေ့ဈေးကွက်မှာပဲ Frankfurt ကနေထွက်ခွာသွားနိုင်ွယ်ရှိနေတယ်လို့ Fabrizio Romano ကသတင်းဖော်ပြလာခဲ့ပါရစေ။အသက်20နှစ်နဲ့သာရှိသေးတဲ့ပြင်သစ် U21 တိုက်စစ်မှု Akitiki က ဒီဂူကလတ် Rams အသင်းမှာစီနီယာကစားသမားဘဝကိုစတင်ခဲ့ရင်2022ခုနှစ်မှာ PSC အသင်းစီရောက်ရှိခဲ့ပေမဲ့ဘယ်ရီကလတ်မှာခြေစွမ်းမပြနိုင်ခဲ့လို့ Frankfurt အသင်းစီကိုအငှားချခံခဲ့ရပါတယ် Frankfurt က Agitikio အငှားအနေအပြီးသက်ဝယ်ယူလိုက်ချိန်မှာတော့အသင်းအတွက်ပုံမှန်ခြေစွမ်းပြလာနိုင်ခဲ့ပြီးဒီရန်ဒီရဲမှာပဲ Frankfurt အတွက်ပြန်ပွဲဆုံမှာ16ဝက်ထိတာမှသွင်းယူထားနိုင်ခဲ့ပါတယ်ဒီလိုဆန်းဆောင်ရည်ကြောင့် Agitikio ကလတ်သင်းတွေကစိတ်ဝင်စားမှုတွေရှိလာခဲ့ပါတယ် ပြည်내ကစားသမားကိုစိတ်ဝင်စားဆုံးဖြစ်နေတာကတော့ United အသင်းဖြစ်ပြီး United ကလွင်မာတိုက်စစ်ပိုင်းကိုအင်အားဖြည့်တင်မှုအတွက်တိုက်စစ်ကစားသမားတချို့ကိုပြစ်မှတ်ထားနေခဲ့ရာဒီတန်းမှာ Agitiki ကလည်းအပါဝင်ဖြစ်လို့နေပါတယ် United ကတိုက်စစ်ပိုင်းအတွက် Agitiki ပြင် Rogerus, Osimhen နဲ့ Sescuro ကိုပါချိန်ဝင်နေပါတယ် ဒါပေမဲ့ဒီတိုက်စစ်မှုတွေအားလုံးထဲမှာအကီတီကီယတန်ကြီးအသက်သာဆုံးဖြစ်နေတာကနှွေးမအသုံးစေးအကန့်တန်းနဲ့သာအသုံးပြုရနိုင်တဲ့ United အတွက်ရွေးချယ်စရာ option တစ်ခုဖြစ်လာနိုင်တယ်လို့အကီတီကီယလည်း United နဲ့ United ကစားသမားဟောင်းခရစ်စတီယာနိုရော်နယ်ဒိုရဲ့ပြိသက်ဖြစ်တယ်လို့လည်းသတင်းတချို့မှာဖော်ပြထားပါသေးတယ်။ဒီလို United ပြင်တခြားသင်းတွေရဲ့စိတ်ဝင်စားမှုကိုရရှိနေတဲ့အကီတီကီယဒီနှွေးမှာပဲ Frankfurt ကိုဆုံးခွာသွားဖို့စီစဉ်နေပြီဖြစ်ပြီး သူ့ကိုခေါ်ယူနေတဲ့အသင်းတွေကတတင်းတင်းစီကြောင်းရွှေ့ဝယ်လဲရှိနေပါတယ်။ Prefect ကတော့သူတို့ကစားသမားအတွက် အနည်းဆုံးယူရိုတန်း60လောက်ထိတောင်းစုလာပွဲရှိနိုင်ပါတယ်။